ားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်များအားလုံးကိုတပီ Audio Voice Channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ပရိသတ်များတွင် စာရေးဆရာမောင်ရိုးရရှေးသားထားတဲ့မေတ္တာရေးကြီးများနေရေးဆိုရဲဇလန်းရဲ့ပထမပိုင်းကိုတင်ဆက်ပေးသွားဖို့ရွေးချယ်ထားပါတယ်။နားဆင်ပေးပါအောင်ရှင်။ရောမြင့်တန်ကြာဖန်သားပင်ပေါ်မှာရွှေမင်းသမီးလေးကနေရဲ့ကားွက်တွေကညံ့ညောတယ်၊တိမ်မွေတယ်။လှလိုက်တာ။သူမနှုတ်မှာလှုပ်ကနေထွက်သွားတယ်။ခက်လက်လန်းစိုးပါပေါ်မှာ ဈေးတန်ကြီးကိုခဲ့ပြီးစာအုပ်ထုထုကြီးကိုစိတ်ပါဝင်စားစွာဖတ်နေရဲဖေဖေကြားသွားလီလာလို့တိတ်တကူလှမ်းကြည့်ရဲဖေဖေကတိတ်ဆိတ်စွာနဲ့စားဖတ်မပြေရမ်မိုးကွန်ထရိုးနဲ့တီဗီအသံကိုနှိပ်ချလိုက်တယ်ဖေဖေကြားရင်အနှောက်ယှက်ဖြစ်ပေမလားသူမကိုဖေဖေတခါကပြောခဲ့မှုတဲ့စကားရှိရဲတီးရမှုတ်တယ်စိုးရဲကရဲစွာရီဟာရော့ရော့ရဲရဲပေါ်တီးပေါ်စာ လူရီရဲ့အလုပ်ပါတမီရဲ့ဘဝမှာတိုးတက်အောင်မြင်ခြင်းနဲ့လူရီဖို့တော့ဒါရီရအပူအလုပ်ပဲအဲ တမိစိတ်အပန်းဖြေကိုပန်းဖြေရုပ်ရှင်တို့ဗီဒီယိုတို့ကြည့်တာတော့ဖိဖိမပိတ်ဘူး။ဒါပေမဲ့အဲ့လာတွေတည်းနှင်မျောပါတော့တာမျိုးတော့မဖြစ်စင်နဲ့။အနုပညာဆိုတာလူစိတ်ကို တော်တော်စီလေလွင့်စေရပဲ။သူမလည်းတီဝီမြင်ကွင်းမှာနှင်မျောသွားပြန်နေ။မင်းသမီးလေးပြောနယ်တိမ်မွေးစွာ ကနေရကို အားကြနေတယ်လို့ဖြစ်နေရဲ့။ငါလည်းသူ့လိုကတန်းတဲ့ကောင်းမှာပဲ။တမိရှင်းရှင်းဖိဖိအနာကက်ခေါ်လိုက်တဲ့ဖိဖိအတန်းကြောင့်သူမလန့်သွားတယ်။တမိဒီအစီအစဉ်ပြီးရင် ဖေဖေရေခိုင်းတဲ့အစေးကိုရှေ့ပြီးတော့ဖပြုတ်လာပြနော်ဖေဖေစာဖတ်ခန်းထဲမှာရှိရယ်ဟုတ်ကဲ့ဖေဖေသူမဟာဖေဖေရဲ့နောက်ကျောကိုငေးကြည့်ရင်ပင့်တဲ့ခိုးဆိုင်ချမိရယ်သူမဟာဖေဖေလိုအင်ဆန္ဒကိုဘယ်တော့မှမလွန်ဆန်ခင်ဖေဖေကိုအလွန်ချစ်တာကြောင့်ဖြစ်တယ်ဒီတမိုးအောင်ပြည့်ပြည့်မှာဒီအပင်နဲ့ဒီသမီးသားရှိရပဲမမေဟာသူမငယ်စဉ်ကပင်ဆုံးပါသွားခဲ့တယ်မမေရုပ်တင်ကိုသူမမှတ်ပင်မှတ်မိလိုက်ဖေဖေရေခိုင်းတဲ့အစေးကိုရှေးဖို့စတင်လိုက်တယ် ခေါင်းစဉ်မှာကျမရဲ့မိဘတွေဆိုပြီးတော့ဖြစ်တယ်။ခေါင်းစဉ်ကို ရှေးချပြီးနောက်ပထမဝက်ကြကိုစရည်တယ်။ရုပ်တရည်သူမမျက်လုံးတွေဝိုင်းဆက်သွားတယ်။ဗလာစောကိုကိုင်ကခက်တတုပ်ပြေးဝင်လာတဲ့သူမကိုဖဖေရလှမ်းမိတယ်။သမီးအစစ်ရေးခဲ့ပြီလား။ညံလာကြည်လား။ဒီတိုင်းဆိုဒီနေ့ငါသမီးတွေဆယ်ထဲမှာဒီဝီတတိကြီးရမှာတိတ်ကြသွားပြီ။ပြေးစံဖဖေကြည့်အောင်။လက်ထဲကစာအုပ်ကိုဖဖေစီထိုးပေးလိုက်တော့ ဖဖေကသူမရေးထားတဲ့တကြောင်နဲ့တော့ဝက်ကြကိုဖက်ကမျက်မှောင်ကျုပ်သွားတယ်။တမိမရေးတတ်ဘူးလား။ရေးစားရင်ရေးတတ်ပါတယ်ဖဖေရဲ့။အခုတမိမှာရေးစားမရှိတော့တာ။တမိကိုမိဘအကြောင်းမှရေးစားရှာမတွေ့ဘူးလား။ဖဖေကတမိလေးနဲ့လက်ပွန်းတတိနေရဲ့။အနည်းကဆုံးလူတစ်ယောက်ပဲလေ။ဖဖေအမှုအရာအလေးအကျင့်စိတ်နေသဘောထားရေးမယ်ဆိုရေးမကုန်ပါဘူး။သူမဖဖေမျက်နှာကိုအေးဆက်စွာတကြဲမော့ကြည့်လိုက်ပြီးခေါင်းကိုညှစ်သားစွာခိုင်ရမ်းလိုက်တယ်။ ဖဖေ့အကြောင်းတွေကိုရေးလို့ရပါတယ်။ရေးလို့မရတာကမမေ့အကြောင်းတွေပဲ။တမိဘာမှမသိဘူးလေ။ရေးမယ်ဆိုရင်မမေကကျမငယ်စင်ရပဲ။ကွဲလော်သွားတယ်လို့တကြောင်ပဲရေးလို့ရမယ်နော်။မမေ့အကြောင်းမပါပဲနဲ့မိဘတွေဆိုတဲ့ခေါင်းစဉ်ကို အတိတ်ပဲပေါ်လွင်အောင်တမိမရေးတတ်ဘူး။ဟင်။တမိပြည့်စုံရေးချင်တဲ့ဖဖေ။မမေ့အကြောင်းတွေကိုဖဖေတမိကိုပြပြပေးပါလားယင်။ဒေါက်တာကောင်းမအကြီးကျယ်အကျက်ရနေရဲ့တမီးကိုဘယ်လိုရှင်းပြရပါမလဲလို့တွေးနေမိရဲ့ အဖေမရှိဖဖေပြောမပြရင်တော့သမီးဒီအဆေးကိုမရင်းနိုင်ဖဖေသမီးရဲ့ဖဖေပြောခဲ့ပြီပဲသမီးမမေဟာသမီးငားနဲ့သမီးအရွယ်မှာဆုံးပါသွားခဲ့တယ်လို့ဒီလောက်လည်းမပြည့်စုံဖဖေစောစောကဖဖေပြောတယ်လို့ပေါ့မမေရဲ့အမှုအရာအလေးအကျင့်အလောက်အကိုင်းစိတ်နေသဘောထားဒါတွေကိုသိဖို့လိုသေးတယ်ပန်းတွင်ပန်းတွင်မင်းသမီးလေးဘလောက်ထက်မြက်ချက်ချာရဲဆိုတာမင်းကိုမြင်စီခြင်းနေကွာဖဖေ ဘာ ਈ တွင်းနေရလဲတမျိုးပြပြပါနော်ဖဖေတမီလေးမင်းရွယ်မပြင်းပြင်းထန်ထန်ပူစာနေရဲ့ဖဖေကိုအချင်းပြေးုံတမီပြောမယ်ဆိုရင်တတော့ကိုရှိရှိဝေးပြောရမှာဒီညဖဖေမှာဖက်စာရီများနေလို့ပါနောက်နေမှာနော်မင်းရွယ်မလေးမျက်နာညှိုးသွားတယ်ဒီမဲ့ဖဖေဖဖေတမီကိုအမှန်တိုင်းပြောမလားသူတုံ့လောက်သွားတယ်အမှန်တိုင်းပြောမလားတဲ့ဘာလို့အမှန်တိုင်းပြောရမှာလဲဖဖေကဘာလို့အမှန်တိုင်းပြောရမှာလဲတမီရဲ့ ဖဖေတမီကိုချစ်လားဟာဘယ်နဲ့မေးလိုက်တာလဲတမီရဲ့ချစ်တာပေါ့သိချစ်တာပေါ့တမီရဲ့ဖဖေမြစ်တာကိုတော့တန်တရားမထားပါနဲ့တမီရဟောရီတလောကလုံးမှာဖဖေရဲ့အချစ်ဆုံးပေါ့ဒါကိုရှုံမှာတမီရဲ့ဒါဆိုမမေ့ကိုရောရင်ဖဖေတမီမမေ့ကိုလည်းဖဖေအချစ်ဆုံးချစ်ခဲ့ပါတယ်ဒါပေမဲ့တမီမိမှာမရှိရတာပဲကွယ်ဒါတာကောင်းရဲ့အတန်မှာစိုးနေတင်ဝင်သွားတယ်။မမေမဆုံးခဲ့ဘူးဆိုရင်ဒီဘဝမှာ ဖေဖေရဲ့မမေရဲ့တမီးရဲ့တိတ်ကိုပြောစရာကောင်းမှာပဲနော်ဒီလိုအတူတူနေဖို့ဆိုတာဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးပေါ့နော်အော်တမီးရဲ့နှစ်ယောက်စလုံးငိန်စိန်နေရရှိရဲ့အဲ့ဒီငိန်စိန်မှုက၆ချားဝယ်မိနေမိုးဟာအဲ့လို၆ချားဝယ်ငိန်စိန်မှုတန်ကိုမခံနိုင်တော့ဒေါက်တာကောင်မိုးပြောရမယ့်မိုးနဲ့ညိုရီမောင်မဲလေးရဲ့ကြံ့ရင်နေခဲ့တယ်ဒေါက်တာကောင်မိုးဟာစာကြည့်ကန်အပြင်ဘက်ရန်တာကိုထွက်လာခဲ့တယ်အပြင်ဘက်မှာလာတာနေရင် နေမုံကစားပွားပါဟာနေ့လေပြင်မှာဖြည်းဖြည်းလေးလွင်မျောနေရဲ့။လိုင်းအိလေးတွေနဲ့တူလွန်းလာတယ်။ဒီအခါလိုင်းအိလေးတွေတအီအီနဲ့လာပါသားရတဲ့တန်တာမြုပ်ကို ဖြုံကနေလျှောက်သွားတဲ့အလားခန်းစားရပြီးရော်တယ်။တန်တာမြုပ်ပင်လယ်ကမ်းခြေမြို့ကြီးတစ်မြို့ဖြစ်တယ်။ကမ်းခြေအပန်းဖြေစကန်ဟိုတယ်တွေနဲ့ပင်လယ်ကူတင်မောစိတ်ကန်ရှိရဲ့။စီးပွားရေးရှေးကန်မြေကန်ကောင်းတာကြောင့်ဖွံ့ဖြိုးစီပင်တဲ့မြို့တစ်မြို့ဖြစ်တယ်။ဒေါက်တာကောင်းမို့ဟာတန်တာမြုပ်မှာ လက်ထောက်ဆောင်အဖြစ်တာဝန်ထမ်းဆောင်ရရဲ့ငားနေတဲ့အနေအိမ်အောက်ထပ်မှာကိုပိုင်စည်းကမ်းဖွင့်ထားတယ်။ရောက်ရည်တည်ကြည်ခန့်ထားတဲ့လူပြိုဆောင်ဖြစ်တာကြောင့်တန်တာမျိုးရှိသမီးရှင်အတိုင်းဝိုင်းမှာမျက်နှာပန်းပွင့်သူဖြစ်တယ်။စည်းကမ်းပိတ်ပြီးမှစည်းကမ်းအကူကောင်လေးရတကားတွေလိုက်ပိတ်နေပြီဖြစ်တယ်။ဒေါက်တာကောင်မူဟာတင်ဆက်စာတွေတင်ဆက်ပြီးလိုက်ကာစာကိုတွန်းဖယ်ပြီးတော့ထွက်မယ်ပြော။အိုးသူ့အရှိန်နဲ့ဝင်တိုင်းမိရာကြောင့်တန်းတပွင့်နဲ့နိုးညံ့လုံးနဲ့မိန်းကလေးဟာနာသားပုံရတယ်။ မတော်လို့ဗျာနားနားတော့လာရင်မိန်ကလေးဟာသူ့ကိုဘမပြင်မပြောပဲဝိုင်းဆဲတဲ့မြုံနဲ့အစုံနဲ့မှော့စီရဲ့အဲ့ဒီခါကျမှမိန်ကလေးရဲ့အလှကိုမိန်မောသွားတဲ့အထိတတိထားဆိုင်ကြည့်နေပြီးတော့တယ်တခါမှရှင်မခုံဝဲလူပြိုကြီးရဲ့ရှင်ဟာထိမ့်မရအောင်ပဲလှောက်ခုံခရရတယ်ဒေါက်တာကောင်းမှုရဲ့အကြည့်ရဲ့မှုကြောင့်မိန်ကလေးရှက်သွားတယ်ကျွန်ုပ်ရဲ့မျက်နာလေးကပန်းသွေးစီအောင်ပြပြလေးလက်ထားလေးရဲ့။အိုးတကယ်ကိုပဲလှရက်လုံးနဲ့မိန်ကလေးပါလား။ ေခံပိတ်ဝီလာရင်ဒေါက်တာကျမအမေနေမကောင်းလို့ဒေါက်တာကိုလာပိတ်နာပါတစ်စိမ်တော့လိုက်ကြည့်ပေးပါလားဒေါက်တာဒေါက်တာကောင်းမို့ညင်းပယ်စရာအကြောင်းကြီးငယ်မရှိကောင်းပြီလေလိုက်ခဲ့ပါမယ်မိန်းကလေးရဲ့မျက်လုံးကပြုံးသွားတယ်တန်တာမှာတက်စီနဲ့ကိုပိုင်ကအတုံးငယ်လာတယ်သူတို့စိုက်ကားနဲ့လာခဲ့ကြတယ်ကြောချင်းကန်စီရမလို့မိန်းကလေးရဲ့ကြောပြင်တွင်တွင်ကြောင့်ရင်ဖို့ခြင်းနဲ့ပြီးတော့တလန်းလုံးညောင်မွေးပန်းတွေမှွေးပြန့်နေလေရော့သလားလန်တဲ့ဆောင်လုံးတင်းတင်းပြပြရနံ့မွေးကိုရှူဆိုင်လာခဲ့ကြတယ် ။ရောက်ပြီဒေါက်တာ။ပြင်တောင်ပြင်စီသွန်မိုးနှစ်ထပ်အင်ဂျင်ရှေ့မှာစိုက်ကားရက်သွားတယ်။မဲမပြိုလေးရဲ့ဦးဆောင်မှုတိုင်းဒေါက်တာကောင်းမိုးလိုက်လာခဲ့တယ်။ဒေါက်တာကောင်းမိုးလူနာကိုစမ်းသက်ကဆေးတလုံးထိုးပေးပြီးလိုအပ်တဲ့ဆေးလုံးတွေပေးရဲ။မနေ့တဲ့ချိန်နေ့လည်တစ်ချိန်တောက်နော်။မနေ့ပြန်ညနေဆေးရုံကအပြန်ကျွန်တော်ဝင်လာခဲ့ပါအောင်မေး။မဲမပြိုကဒေါက်တာကောင်းမိုးကိုကျေးဇူးတင်စွာနဲ့ကြည့်နေရဲ့ဒေါက်တာကောင်းမိုးစေအိတ်ကိုဆွဲပြီးပြန်မယ်ပြုတ်တဲ့အခါမဲမပြိုကအနာကပ်လာတယ်ငွေဆက်ကိုတစ်ထပ်ကိုလှမ်းပေးပြီးတော့ ဒေါက်တာကိုကြောက်တာပါဒေါက်တာကောင်းမွားကောင်းကိုဖိနှိပ်စွာခိုင်းရလိုက်တယ်ကျွန်တော်ကဒီရလူနာအတော်ကိုပြန်ကြောက်ပြရစေအတော်ကိုမြင်လိုက်ရတော့ကျွန်တော်အမေကိုသွားတတိရတယ်ကျွန်တော်အမေကဒီရွယ်မှာပဲဆုံးသွားရလေကျွန်တော်စေချောင်းတက်နေတုန်းဆိုတော့အသက်တောင်မမီလိုက်ဘူးကျေးဇူးတင်ပါတယ်ဒေါက်တာအလာတုန်းကခေါ်လာခဲ့တဲ့စိုက်ကားကအင်ရှေမှာရက်ဆောင်နေရယ်စိုက်ကားနဲ့လာရင်းနဲ့ဒေါက်တာကောင်းမိုးစိုက်ကားသမားကိုမေးလိုက်မိရယ်မိပါအောင်ဗျအဲ့ဒါဘယ်သူတော့ တော်ဩပါကြီးလေရှေးအောင်မင်းသမီးကြီးပေါ့ဟမ်ဟုတ်ပါမလားဒီလောက်နုနုနေနေငငယ်ချောချောလေးကိုရှေးခေမင်းသမီးကြီးဆိုတော့ရိုးများနေရတလားဟာဆရာကလေကျွန်တော်ပြောတာကလူမမအဖွားကြီးကိုပြောတာလွဲတာပဲမေးရကကျုပ်ကိုလာခေါ်တဲ့ကောင်မလေးကိုမေးတာဗျအဲ့ဒီကောင်မလေးကလည်းကျွန်တော်တို့ဒေသမှာနာမည်ကျော်အညိမင်းသမီးလေးပဲဆရာရဲ့ညာပန်းတွေဆိုတာသူ့ပေါ့ဒေါက်တာကောင်မကညာပန်းတွေရဲ့မိခင်ကို တောင်းလေးရဲ့သွားရောက်ကူတာပေးရဲ့အဖာစီထူထူထထောင်ဖြစ်လာတယ်။ရင်းဒီကျောင်းဝင်မှုမှသည်တန်ရောစင်ဖြစ်လာခဲ့ကြတယ်။ဒါရဲ့အမေတော့တားတယောက်ကောက်ရတလာအောက်မိပါတယ်။အမေတက်ကိုကဲပေးတဲ့ဆောင်တယောက်ဖြစ်ကျေးဇူးတင်ရတယ်လို့တားငတ်နေရဲ့အမေတယောက်နေနဲ့လေတားကိုချစ်ပါတယ်ကွယ်။ဒေါ်ဩဘာကြီးရဲ့စကားကြောင့်ဒေါက်တာကောင်းမိုးနဲ့ညာပန်းတွေတို့အကြည့်ချင်းစုံသွားကြတယ်။ညာပန်းတွေအကြည့်တွေတယ်။ဒေါက်တာကောင်းမိုးဟာရှက်သေးပုံကြီးရဲ့ညာပန်းတွေကို ကြည့်ကပြုံးလိုက်ပြီး ဒေါ်ဩဘာကြီးကိုပြန်ပြောလိုက်တယ်။ကျွန်တော်ကလည်းအမေအရင်တို့သဘောထားပါတယ်ခမညာ။ကျွန်တော်အမေကကျွန်တော်ဆေးကြောင်းတက်နေတော့ကွယ်လွန်သွားခဲ့တော့ကျွန်တော်ဈေးပညာနဲ့ကျေးဇူးဆက်ခွင့်မရခဲ့ဘူး။အခုအမေကိုကူပေးရတာစိတ်ထဲမှာအမေအရင်ကိုကူပေးနေရတယ်လို့ပါပဲ။ညာဘန်းတွေကမျက်စောင်းတစ်ချက်လှမ်းချိတ်တာ။ညာဘန်းတွေကမျက်စောင်းတစ်ချက်လှမ်းချိတ်ကနှက်ခမ်းဖူးလေးတွေကိုစုထားတယ်။ညာပန်းတွေကိုကြည်ကရင်းနေအသေးလေးကပင်မခန့်ချိမခန့်တာရားရံနေရရတယ် စိတ်ကောင်းချင်ဆောင်ထားတဲ့မြပန်းတွေရဲ့မျက်နှာလေးကိုရင်ဝင်နဲ့ဆွဲသွင်းပြီးပြုံးရှင်ရီမောလာအောင်လှုပ်ပြလိုက်ခြင်းနဲ့ဒါပေမဲ့အချိန်မကျသေးတော့တနည်းနည်းပေါ်လို့ရှင်မတိမ်မတ်ထားလိုက်တယ်။စောင်းပတ်ကိုရောက်တဲ့အခါတန်တာမျိုးကပေါ်ပြီးလှပလာတယ်။အိမ်တိုင်းလူလူမှပဲတဲခွာပန်းတွေစိုက်ထားတတ်ရာစောင်းလေပြင်းမှာပယန်နန်တို့တင်းထုံနေဝေးတယ်။ပွဲလန်းသပင်တွေညစဉ်လူလူရှိတတ်တဲ့တန်တာမျိုးမှာဒဇောင်းတိုင်းမိထုံးပွဲနေရက်ကအစီကားဆုံးပင်ဖြစ်တယ်။ ဒေါက်တာကောင်းမောဟာတပည့်ကျော်မောင်လူလာကိုခေါ်ပြီးတော့ပွဲကင်းကိုလာခဲ့တယ်။ပွဲကြည့်တဲ့စိတ်ရှိလို့မဟုတ်ညာပန်းတွေတခုတကဖိတ်ထားတာတောင်ဖြစ်တယ်။လူတို့ရနဲ့စိတ်ကုန်နေပြီလူလာရ။ပွဲကြည့်လို့လည်းကောင်းမှာမဟုတ်ပါဘူး။ဟာဆရာကမကြည့်ဘူးသေးလို့ပါ။မင်းသမီးကအကသိတ်ကောင်းလားဆရာရဲ့။ကြည့်ရင်သိလိမ့်မယ်။ဟုတ်ပါတယ်။ပွဲတကယ်ကြည့်ရခါဒေါက်တာကောင်းမောဟာညာပန်းတွေရဲ့အကမှာနှင်းမျောသွားတယ်။မိရအောင်မှာရှင်မင်းသမီးလေးညာပန်းတွေ ကနေ့ကလေးကကသွားပုံမှာဘလို့မှကြည်မဝနိုင်တော့အမှုပညာနဲ့ဘလို့မှရှင်ပါခြင်းမရှိသစိမ့်ဆက်ဆံနေလာခဲ့တဲ့ဒေါက်တာကောင်းမှုဟာအမှုပညာရဲ့ရတာကိုကောင်းစွာခန်းစားရပြီလေအဲ့ဒီအမှုပညာကိုဖန်တီးနေတဲ့မြပန်းတွေအပေါ်မှာလဲအစဲလန်းကပို့ပြီးပို့ပြီးဖြစ်ခဲရပြန်တော့တယ်ပွဲသိမ့်တဲ့အခါဒေါက်တာကောင်းမှုဟာဇက်စင်နာကိုတွားပြီးရောခြေကျူးစကားဆုံးမိရဲ့တိတ်တော်တာပဲပန်းတွေရဲ့အကိုဖြင့်ကြည့်လို့ကိုမဝအောင်ကျေးဇူးတင်ပါတယ်အကို ဒီပွဲကပန်းရွယ်တို့မြို့မိမြို့ဖတွေကိုတောက်ခုံးဆက်ကြတော့တဲ့အနေနဲ့ကားတဲ့အငင်းတသက်ပါမကြခင်ပန်းရွယ်တို့စက်ကြီးကောင်းမယ်အကိုဒီတော့မှအကိုပန်းရွယ်ရဲ့အမှုပညာကိုဒီထက်မကတွေ့ရပါလိမ့်မယ်ပန်းရွယ်ကအားတဲ့သရောဟန်နဲ့တက်တက်ကြွကြွဆိုရယ်ပန်းရွယ်ကအငင်းအပြင်ပြားဆက်မင်းသမီးတဲ့လောက်မှာအကိုလာကြည့်ရမယ်နော်ကြည့်ရမှာပေါ့ဗျာအကိုဖြစ်အမှုပညာဆိုတာအစတုန်းကစိတ်လေးမပါခဲ့ပါဘူးခံလဲမခံစားတတ်ခဲ့ပါဘူးအခုပန်းရွယ်အကောင်ကိုကြည့်ပြီးရောမှာပဲ အနုပညာဆိုတာကိုရဲတရက်တိတ်သဘောပေါက်ခဲ့တော့တယ်။အကူကတော့ပို့ပြီးလုံးဝအပေါ်မပါပါဘူးပန်းတွေရဲ့။အကူအပေါ်မပြောတတ်တာပန်းတွေအတီပါ။ကဲပန်းတွေအကူပြန်မယ်နော်။လူလောက်ပြီးမှစောင့်ခိုင်းထားခဲ့တာ။နှုတ်ဆက်စကားဆိုပြီးထွက်လာခဲ့တဲ့အချိန်ပန်းတွေရဲ့ရှုပ်သင်မှာအမြင်အာရုံမှပြောက်ကွယ်မသွား။မိရောင်နဲ့လိုက်ဖဲစွာဝင်းညက်တဲ့အသားကြက်ကြက်လက်လက်တွင်ရွဲ့တဲ့ကိုလုံးပြင်မျိုးမှန့်မတင်ရွှေစင်းလို့အီမွန်ရဲ့မျက်နှာလေး ကြည့်လိုက်တိုင်းရင်ဖိုးစေနိုင်တဲ့မျက်လုံးအစုံညီထွေထွေဤတဲ့ညက်တဲ့နှကမ်းမမုံဖူဖူလေးအော်ပန်းရွယ်ရဲ့ချင်တော်အမိုးကိုကြည့်ရော်လေသူ့ရုပ်သွင်းသားထင်လာတယ်စိုးပုံကပုံညူပုံတာပုံလေးပြီးဆွဲမက်ဖွေကောင်းတော်လှတယ်ထောက်တာကောင်မူကအိယာတဲမှာပက်လက်လှန်ရင်းနဲ့ညာပန်းရွယ်အငိမ်ကိုဒုတိယအကြိမ်ပြန်ကြည့်နေတယ်လို့ရှိသေးတယ်ညကဘယ်ချိန်မှအိပ်ပျော်သွားခဲ့မသိအိယာမှာနိုးလာတဲ့အခါပရင်ပေါက်မှန်မှတိုးဝင်လာတဲ့နေရောင်ဟာဝင်းတောက်ဆိုးရှာနေပြီး ဒီနေ့ duty off ပဲပန်းနာတော့အိမ်ကိုသွားလဲဦးမှာပဲပထမဦးစွာအာယုံမဝင်စားတာကညပန်းတွေဆရာဆရာဘာဖြစ်လာတော့ကွာမမပန်းတွေအမေကြီးအထင်းနေမကောင်းလို့ဆရာကြောက်ခဲ့ပါတဲ့လူလူခေါ်ခိုင်းလိုက်တယ်ဟေးထောက်တော့ကောင်းမို့စေးအိမ်ဆွဲကကြပြကြရထွက်လာခဲ့တယ်အဖွာကြီးမှာတေတုံနဲ့နှလုံးရောဂါရှိအောင်မို့ဆေးရုံတင်ပြီးကိုသားကိုတိုက်တော့မယ်လို့ဒေါက်တာကောင်းမိုးစဉ်းစားလာခဲ့တယ်။ထင်းတဲ့အတိုင်းဒေါ်အောဘကြီးမှတတိလက်နေရဲ့ ညကအငင်းကားခဲ့ရတဲ့မြဘန်းတွေဟာအရင်မဝတဝနွဲနေပြီးတော့သူ့ကိုအာကိုတကြီးကျင့်နေရင်စေယုတ်တင်မှာဖြစ်မဲ့ပန်းတွေစေယုတ်မှာဆိုတော့ပုံပြီးစိတ်ချရတယ်အခုသဘောပါအခုရေပန်းတွေကတော့ဘာလို့ရမယ်လဲမသိရောပါဘူးဒေါက်တာကောင်းမှုအစီအစဉ်နေပြီဒေါက်ဩဘာကြီးကိုစေယုတ်တင်ပြတဲ့ဆောင်ဝန်ကြီးကလည်းဂရုတစိုက်စစ်ဆေးပြီးရယ်ကိုကောင်းမှုသိတဲ့အတိုင်းပဲလေကျွန်တော်တို့ကတော့တက်တာအောင်ပဲလှုပ်ပေးနေမှာပေါ့မဟုတ်ဘူးလားယောဂပျောက်ခင်းတဲ့အထီးဆိုရင်တော့ ရန်ကုန်စေယုံကြီးကိုပဲသွားတဲ့နေဟုတ်ကဲ့ဆရာကြီးလူနာရှင်တွေနဲ့တိုင်ပင်ပြီးတော့စီစဉ်ပါမယ်လူနာရှင်ကကိုကောင်းမို့မဟုတ်ဘူးလားအကြောင်းသိဖြစ်တဲ့ဆောင်ကြီးကကိုကောင်းမို့ကိုနှောက်သေးရဲ့ညာဘန်းတွေကတော့ဘာမှမသိကြသူနဲ့ဆောင်ကြီးတို့ကသာအာကိုတကြီးမှော့ကြည့်နေရဲ့တန်တွေခဏဆောင်ကြီးရဲ့ညွှန်ကြားချက်အတိုင်းသူနာပြူဆရာမငယ်တဦးကအကျော်စီသိမ့်ဖို့ပြင်ဆင်နေစဉ်ဒေါက်တာကောင်းမို့ဘန်းတွေကိုအပြင်ကိုခတ်ထုတ်လာခဲ့တယ် ဒါတော့တရေရနေတာပဲဘာမှစွန့်ရစာမရှိပါဘူး။ဆောင်းကြီးကတော့ရန်ကုန်စည်းရုံကြီးမှာတွားကူးစီခြင်းနဲ့အကိုလည်းဒီလိုပဲအကြံပေးခြင်းနဲ့ပန်းတွေ။အိုးမဟုတ်သေးပါဘူး။ဒီစည်းရုံမှာတော်တော်လေးနေကောင်းနေပြီးတော့အိမ်မှာပဲအားရှိအောင်ဈေးဆက်ထိုးပြီးမှသွားဖို့ပါ။အကိုစီစဉ်ပေးမယ်။ပန်းတွေတွေ့တွေ့ရင်ငင်းနေရမှာခေါင်းလေးကိုညှင်းသာစွာနဲ့ဆန့်ကျင်လိုက်တယ်။အကိုကောင်းသူသာစီစဉ်မှာပန်းတွေအကိုကိုပဲအပ်ပါတယ်။အမေကလည်းအကိုကိုသိအားကိုးနေရ။ကြည့်နေနေကောင်းနိုင်ပြောပါလိမ့်မယ်။ ဘာတွေပြောမှလဲပန်းတွေရဲ့တတော်ကဘာတွေပြောနေတော့လဲဟင်းအင်းအကိုဟင်းအင်းပန်းတွေမပြောခြင်းဟုအမေပြောတာတွေကတော့အများကြီးပဲဒေါ်အောပါကရဲအနေငယ်တွင်းမှာပင်ထူထူတောင်နဲ့ပြန်ဖြစ်လာတယ်ဒေါက်တာကောင်မိုးကရန်ကုန်စည်းရုံကြီးကိုဆေးသွာကူဖို့ကိစ္စပြောတဲ့အခါဦးစွာအဖွာကြီးကတိတ်ဆိတ်နေရဲ့အတန်ကြာတော့မှစကားကိုတလုံးချင်းပြန်ပြောတယ်အမေအသက်ကြီးပါပြီသားရဲ့အမေယောဂမျိုးဟာအမြင့်ပြက်ပျောက်ကင်းဖို့ဆိုတာမျှော်လင့်လို့မရပါဘူးမတေယုံအသက်လေးဆက်သွားရုံပဲရှိမှာပေါ့ အဖကြီးကရှုံးလဲတဲ့မျက်နှာတွေနဲ့ဒေါက်တာကောင်းမှုနဲ့ပန်းတွေတို့ကိုတလဲစီကြည့်ရယ်။အမေစိုးရင်နာကဒီဟာသမီးလေးကိစ္စပဲ။သမီးလေးပန်းတွေကိုလူလောကအလယ်မှာဆွေမရှိမျိုးမရှိတယောက်တည်းထားခဲ့ရမှာကိုပဲ။အမေသိပြီးစိုးရင်မီရဲ့သား။အိုးတတော်ကလည်းဘာလို့ဒါတွေပြောနေရတာလဲ။အခုတတော်လည်းနေကောင်းလာပြီပဲ။ပြီးတော့ကျွန်တော်လည်းရှိနေတာပဲတတော်ရဲ့။ဒေါ်အောဘကြီးရဲ့မျက်နှာမှာအပြုံးရိပ်ပါပါလေးထင်းနေ။ဒေါက်တာကောင်းမှုဟာ ပန်းရွယ်ကိုတစ်ချက်လှမ်းကြည့်မိလိုက်တယ်။ညပန်းရွယ်ကဘာမှတည်နားလဲခြင်းမရှိရဲ့။ကလေးတယောက်လိုအပြင်းမဲ့မျက်လုံးတွေနဲ့ဒေါက်တာကောင်းမှုကိုပြန်ကြည့်နေရဲ့။ဒေါ်ဩဘာကြီးကဆက်ပြောပြန်နေ။အမေလေးသာသနာရိပ်တာကိုဝင်ပြီးတော့ဝိပဿနာတရားအထုတ်ခြင်းနဲ့တားရဲ့။ဒါနသီလဘာဝနာအလုပ်ဟာမဖြစ်မနေကိုယ်တိုင်လုပ်ရမယ့်အလုပ်ပဲမဟုတ်ဘူးလားသား။ဟုတ်ဟုတ်ပါရဲ့တော်တော်ရဲ့။အမေအမေသာရုပ်ဆိုင်ပြီးတော့ကျမ်းပါလာအောင်နေပါ။ ။သမီးအတွက်ဘာလို့ပူပန်နေရလဲ။နေကောင်းလိုက်တရားစကန်ဝင်ပေါ့အမေရဲ့။အမေအတွက်အမေလောက်ပါ။သမီးကတငယ်နဲ့ဆမမဟုတ်ပဲအမေရဲ့။အမေဆိုလိုတာကသမီးဘဝအတွက်တခုလုံးစိတ်ချရအောင်လို့ပါ။ဟိုအမေရလဲ။ဟုတ်တယ်သမီး။သမီးအတွက်တဘဝတာလုံးစိတ်ချရအောင်။အာကိုအာထာပြူရမယ်အိမ်တောင်ပဲတက်ရောက်နေ။ထားခဲ့ခြင်းတို့ပြောတာသမီးရဲ့။ညာပန်းတွေကောင်းကုန်သွားတယ်။ဒေါက်တာကောင်မိုးကမျက်နှာကျက်ပေါ်ကိုအတိတ်ပင်ပင်မော်ကြည့်နေရဲ့။တာ ဒေါ်ဩဘာကြီးခေါ်တန်းကြောင်းသူ့တုံ့လှုပ်သွားတယ်။ဒေါက်တာကောင်မိုးကိုဒေါ်ဩဘာကြီးပြုံးယူနေရဲ့မျက်လုံးတွေနဲ့ခက်ဆူဆူစိုက်ကြည့်နေပြီးတော့သားနဲ့သမီးတို့အမေကိုအမြန်ဆုံးစိတ်ချမ်းသာလှုပ်ပေးစေချင်တယ်။ဒါမှအမေတရားစခန်းကိုပြပြဝင်နိုင်မှာ။ဒေါက်တာကောင်မိုးရဲ့တကူလုံးပူချင်းသလိုဖြစ်နေရင်ညာဘက်တွေကခေါင်းကိုတွင်တွင်ငုံထားစေ။ဒါအမေပြောအဖြစ်အောင်လေ။ဗျာဟုတ်ဟုတ်ကဲ့တော်တော်။ညာဘက်တွေစက်ကနေခေါင်းမော်လာပြီးသူ့ကိုကြည့်ရဲ့။ ပန်းနူရောင်တန်းတွေကညင်သာဖွားဖွားလှုပ်ခတ်နေတဲ့ပန်းတွေရဲ့နှက်ခမ်းပပူးလေးတွေကိုကြည့်နေတယ်။သူ့ရင်ထဲမှာရင်ဖိုးလိုက်မောသလိုဖြစ်လာရကစုံပြက်ချက်တကူကိုပြက်သားစွာချလိုက်မိရော်တယ်။ကျွန်တော်ဒေါက်တာစန္ဒာတိုင်းဖြစ်စေရမယ်လို့ကတိပေးပါရဲ့ဒေါက်တာ။ဒေါက်တာကောင်းမှုထိုင်ရမှထိုင်ရလိုက်တယ်။ပန်းတွေကိုလှဲမစီပဲတုံးချင်းတုံခါစွာသူ့ဆူလိုက်တယ်။ဟိုဟိုပန်းတွေအကိုရုံကခဏသွားလိုက်အောင်မယ်နော်။သူ့ထွက်လာခဲ့တော့တယ်။ နေလုံးနေနေရဘောကုန်းဆဝိုင်းစီကိုတိတ်အေးရှော့ဆဲနေရဲ့ကောင်းကင်မှာတိမ်နေတန်းနေရဲ့အိတ်တန်းပြန်ခဲ့တို့ကန်းစီကိုပြန်တန်းလာနေကြတယ်။လိုင်းပုတ်တောင်စီတိုင်းလျှောက်လာခဲ့ကြတယ်။ညာဘန်းတွေရဲ့ဆံမြင်သွဲလျရတွေဟာလေဝဲတွင်မျောလျက်ပန်းတွေရှင်းအကိုပြောရမှာနောက်များကြနေမလားပန်းတွေဘာဘာပြောလဲရင်အကိုတိုးပြူမာလေးလို့မျက်လုံးလေးအဝိုင်းသားနေသူ့ကိုပြန်ပြီးရဲ့ဒီလိုလေအမေကစကားဦးတန်းထားပြောပြပြီးမဟုတ်လား ဒါကြောင့်အကိုပြောမှာနောက်များကြနေမလားလို့လက်တီနားမလဲရိတ်တန်းနဲ့မျက်ဝန်းလေးပြီးအရှောင်လက်ဖြာသွားကတန်းရွယ်ရှက်ပြုံပြုံနေနှက်လေးနှက်ကောင်ကသူတို့ကောင်းပေါ်မှာတကနာမြလေဟုန်စည်းပြန်ဝဲလျက်အဝေးကိုပြန်သွားကြတယ်။အဲ့ဒါပန်းနဲ့ဘလူသဘောကြလဲရင်ဘာ ው လဲအမေပြောတဲ့ကိစ္စဟောပေါ့အမေကတရားစကားဝင်ကြန်လာပြီရဲ့အကိုကတော့အမေစင်နာတိုင်းဖြစ်ရစေမယ်လို့ခရီးပေးလိုက်မိပြီလေအဲ့ဒါပန်းတွေဘက်က တန်းရွယ်ရဲ့ရေးတန်းလွလွင်လေးကသူ့စကားကိုပြတ်တောက်သွားစေတယ်။အကိုဂရိပေးပြီဆိုတော့ဂရိတိုင်တီအောင်လို့ပေါ့။လိန်မာလှရဲ့အဖြစ်လို့သိလိုက်ရတယ်။သူ့ရင်ထဲမှာကြည်နူးမှုတွေဝေစီသွားပြီးပန်းရွယ်ရဲ့လက်မောင်းလေးနှစ်ဖက်ကိုတော်လို့စွာနဲ့ဆုပ်ကင်ထားမိရဲ့။ပန်းရွယ်ဆိုတဲ့ပန်းနူရောင်မိန်ကလေးကတော့ငြိမ့်သက်လျက်အခုတော့ဒေါ်ဩဘာကြီးစေအေးလက်အေးတရားအလုပ်ကိုအားထုတ်နိုင်ဖို့ဖြစ်လာခဲ့ပြီ။နေခင်ဆောင်ပေတဲ့ကတကွေတကာရနေလာခဲ့ရတဲ့ ဒေါက်တာကောင်းမွတ်ရဲ့ဘဝမှာလည်းချက်တော်သူနဲ့စိန်လန်းဆိုပြီးတဲ့အနာဂတ်ကိုဖန်တီးတည်ဆောက်ခွင့်ရပြီတော့မှာဖြစ်တယ်။လူကြီးဆုံးရနဲ့စေးဆက်ကြောင်းလန်းခြင်းပြုခဲ့ကြတယ်။စေးဆက်ပြီးညောင်းနေမှာပဲဒေါ်ဩဘာကြီးဟာရက်ရှည်တရားစကန်ဝင်သွားခဲ့တော့တယ်။လက်တက်မင်္ဂလာဝဲကချိန်ချိန်တဲမြမင်္ဂလာဆောင်ခန်းနာကိုဒေါက်တာကောင်းမွတ်ရဲ့အတိအကျဖြစ်တဲ့အစိုးရအရာရှိတွေနဲ့ဝန်ထမ်းတွေလာကြတယ်လို့ညာဘန်းတွေနဲ့တန်ရောစင်မကင်းနဲ့ဆက်သမားနဲ့ဂီတာသမားတွေလာကြတယ်။ဒါကြောင့်ပွဲကပို့ပြီးော်စီရဲ့ ဟေးတန်းတွေကိုကမိမမိပါမလားလို့ကွာဟဲကိုချမ်းမြဒေါက်တာကောင်မို့ကကိုချမ်းမြဆိုသူကိုအကဲခဲကြည့်နေမိရဲ့ဖြူပန်းဖြူရော်နဲ့ရှေ့တရားရဲ့စပင်နဲ့မိမချော့ချော်တဲ့ကိုချမ်းမြဆိုသူနဲ့သူ့အပန်းတွေကမိတ်ဆက်ပေးရဲ့အကိုသူကကိုချမ်းမြတဲ့ပန်းတွေတို့ဇက်ခွဲကပြားဇက်ဒရိုက်တာပေါ့တတိလဲရေးရတယ်တချင်လဲဆက်တယ်တွေ့ရတာဝမ်းသာပါရဲ့ဒေါက်တာကိုချမ်းမြရဲ့အပြုံးမှာနှိမ့်လို့ပဲရှိလာတယ် ရဝန်တွေကအတွေးနဲ့ဟန်နဲ့ရှိဝေနေပြီးတော့ညှို့အားကောင်းတယ်။ကိုကျက်မြထိုင်ပါအခုလိုလာရောက်ချင်းမြင့်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒေါက်တာကောင်းမှုပြောတာကိုကိုကျက်မြတိတ်အာရုံထားရမတူတက်ကုတ်ကုတ်ကိုလေးနဲ့စွာနဲ့တွေးတောနေရတဲ့ဝင်ထားလိုက်တယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးသူမောင်ယူရအရေးသားထားတဲ့မြေတားရေကြီးမြနှဲရေဆိုရက်ဇလန်လျက်ပထမပိုင်းကတော့ဒီမှာနေပြပါပြီ။နောက်နေ့မှလည်းဇလန်လျက်ဒုတိယပိုင်းကို က်လက်ပြီးတော့စောင့်မျှော်ပြီးတော့နားဆင်ပေးပါအောင်နော်။တလန်ကောင်းများစွာကိုနားဆင်ကြနေဆိုရင်တော့ channel လေးကိုနိုင်ရန် subscribe လေးနှိပ်သွားပြီးဖို့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။